ကျွန်တော်ဥထုံးပါကျွန်တော်ဟောဖို့ဘယ်လိုစကားလဲဆိုတာကျွန်တော်ကောင်းကောင်းမှတ်မိတယ်ဘဝမှာကိုယ်ပိုင်လဲအောင်တခုထားခဲ့ဖို့အရေးသေးမြင့်တဲ့အဆောက်အုံတွေကတိဆောက်ဖို့ကျွန်တော်ယူသွက်ခဲ့တယ်စူးစမ်းရင်းနဲ့နံမီရလာတယ်လုပ်ငန်းတွေများလာတော့တနိုင်တစ်ပိုင်းကနေစောင့်လို့ရေးကုမ္ပဏီအထိ ဖြစ်လာတယ်အလုပ်တွေမလင်းရလေအောင်ကျွန်တော်ရဲ့လူယုံတပြိကိုနေမျိုးကိုခေါ်ပြီး လုပ်ငန်းခွဲတွေကို လွှဲပေးခဲ့တယ်။အဲ့ဒီအချိန်တုန်းကကျွန်တော်သူ့ကိုတားရင်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီယုံကြည်မှုကပဲကျွန်တော်ရဲ့ပျက်စီးခြင်းတကားဖြစ်လာမယ်ဆိုတာကျွန်တော်မသိခဲ့ဘူး။ကိုနေမျိုးဟာပျက်စီးဝယ်ယူမှုအပိုင်းကိုတာဝန်ယူတယ်။သူကကျောင်းသူတွေနဲ့ညှိပြီးအရေးသွေးကိုရှော့ချဈေးနှုန်းကို တက်ပြတာ သူ့အတွက်အမျက်ကြံအောင်လျှိုးဝှက်ငွေစာခဲ့တယ်။အလုံးမှာခொနည်းရတဲ့ဘက်ငွေစင်းရှင်းတဲ့အခါတိုင်းကိုနေမျိုးကကျွန်တော်ကိုစိန်ခံစားတောက်ဆိုင်ကောင်းကောင်းတွေခေါ်သွားတယ်။ဆရာပင်ပန်းနေတာတွေပြောက်ပါစေဆိုပြီးအလုံးကျော်အက်ခံကျူးမွေးတယ်။သူ့ရဲ့အပြားရည်ဆန်းစကားတွေနဲ့စိန်ခံအက်ခံမှုတွေအောက်မှာကျွန်တော်တုံ့တက်ဖြုတ်တက်လာတဲ့လူတစ်ယောက်ဖြစ်လာတယ်။ပိုဆိုးတာက ကိုနေမျိုးနဲ့အတူ KTV တွေဘားတွေမလို့အဖဲပြပမှုတွေနောက်ကိုလိုက်ပါခဲ့တော့တယ်ကျွန်တော်ရဲ့မူလခံယူချက်ဖြစ်တဲ့အင်ဂျင်နီယာကျင်းဝဟာစိန်ခံပစ္စည်းတွေနဲ့လကားဟတ်တန်ငွေအောက်မှာတဖြည်းဖြည်းရောက်ကုန်နေမှန်းကျွန်တော်မသိခဲ့ပါဘူးအဲဒီလိုအချိန်တွေမှာပဲမြို့ပေါ်ကကြီးမားတဲ့ project တစ်ခုကျွန်တော်စီကိုရောက်လာတယ်၆ထက်အားစီအဆောက်အုံမှာပိုင်ရှင်ရဲ့ညီကြီးဖြစ်သူကကိုခဲ့တယ် ကျွန်တော်ကလည်းအရင်လိုအရေးသွေးကိုဂယူးမဆိုင်နိုင်တော့ပဲကိုနေမျိုးရဲ့စကားကိုနားယောင်နေပြီးဆရာရဲ့ကုံကြားဆေးကိုတဝက်စီတက်တာလာအောင်ဆွတ်ချရအောင်ဗျာပိုင်ရှင်ကြီးကလည်းညနာပူစရာမလိုဘူးသူလည်းကျွန်တော်နဲ့ညီပြီးသားကျွန်တော်ရဲ့ကိုကျင်တရားကို ရောင်းချပြီးပစ္စည်းတွေကိုကိုခတ်ချင်း တတ်မှတ်စံနှုန်းထက်ရှော့ချခြင်းစတဲ့လောရက်တွေကိုကျွန်တော်ခေါင်းငိမ့်လိုက်တယ်။ဘီမန်းကကြည့်ရင်အစာအုပ်ကလက်ရမြောက်လာတယ်။ပိုင်ရှင်ကအစာအုပ်လက်ခံတဲ့နေ့မှာဦးထိုးရဲ့လက်ရကလှလိုက်တာဗျာ။ချီတုခံခဲ့ရသေးတယ်။ကျွန်တော်မှာဂုံယူဝမ်းကြောက်စိတ်ထက်အပြစ်ရှိတယ်ဆိုတဲ့စိတ်ကပိုပြီးကြီးစိုးနေတယ်။ နှစ်နှစ်တောင်မပြေသေးဘူးတညမှာငလင်ကြီးတစ်ခုလှုပ်ခတ်ခဲ့တယ်အပြိုးပြဲများတယ်တည်ဆုံးသူလည်းရှိကြတယ်တော်တော်ပြင်းတဲ့ငလင်တစ်ခုပေါ့မနက်ခင်းရောက်တော့ကျွန်တော်စီတဲ့ရင်တစ်ခုရောက်လာတယ်ကျွန်တော်တိဆောက်ခဲ့တဲ့၆ထက်အာစီတိုက်ကြီးပြိုကျပျက်စီးသွားပြီဆိုတဲ့တဲ့ရင်ကိုကြားလိုက်ရတယ်ကားလျော်စွာအသက်ဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။ဒါပေမဲ့ပိုင်ရှင်ကကျွန်တော်ကိုတရားဆွဲဆိုခဲ့ပဲစစ်ဆေးမှုတွေရအဆောက်အုံပြုချခြင်းဟာနယ်လင်ကြောက်တာမကပဲတိဆောင်ရေးပစ္စည်းအရေးသေးနှိမ်ချမှုနဲ့စံလုံးမြင်ကြီးများမှုတွေကြောင့်ဖြစ်တယ်ဆိုတာတည်တည်ပြနိုင်ခဲ့တယ်အဲ့ဒီအချက်တွေကြောင့်တရားရင်ဆိုင်ခဲ့ရတယ်တရားရုံးက ခိုင်လုံတဲ့အထောက်အထားတွေရှိတဲ့အတွက်ကျွန်တော်ကိုရောကျွေးဝင်အမြောင်များပေးဆောင်ဖို့စီရင်ချက်ချခဲ့တယ်။ကျွန်တော်ရဲ့နာမည်ကောင်းဂုံတိတ်ခါတွေအားလုံးမျိုးပေါ်ချခဲ့ရတယ်။ကျွန်တော်ကိုယုံကြည်ခဲ့တဲ့လို့ဖို့ဂိုင်ဘက်တွေမိတ်ဆွေတွေအားလုံးကျွန်တော်ကိုကြောက်ခိုင်းသွားခဲ့ကြတယ်။ကိုနေမျိုးတယောက်ကတော့ကျွန်တော်ကိုအပြစ်ပုံချပြီးရုတ်ထွက်သွားခဲ့တယ်။အဲ့ဒီနေကစပြီး ကျွန်တော်ဟာဘာလုံးငယ်မှမရရှိခဲ့တော့ပါဘူးကျွန်တော်ရရှိခဲ့တဲ့ပြစ်ဒဏ်ဟာငွေကြေးဆုံးဆုံးမှုတတ်တတ်မဟုတ်ပါဘူးအင်ဂျင်နီယာတယောက်ရဲ့အသက်သွေးကြောဖြစ်တဲ့ကျင့်ဝတ်ကိုကျွန်တော်စွပစ်ခဲ့မိတဲ့အတွက်ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုဆုံးရှုံးလိုက်ရတာပါစောင်းလုံရင်အင်ဂျင်နီယာဆိုတာလူအသက်ပေါင်းများစွာခိုးအောင်နေထိုင်မဲ့ အဆောက်အုံတွေကိုတိဆောက်ရတာပါကျွန်တော်တို့ရဲ့လက်ရတိုင်းမှာရိုးသားမှုနဲ့အရင်သွေးရှိနေဖို့လိုအပ်တယ်ကျွန်တော်ကတော့ကိုကျင်တရားမဲခဲ့တဲ့အတွက်ဘဝရဲ့အကြီးမားဆုံးအမားတွေကိုကျွလွန်ခဲ့ရပြီးအဲ့ဒီအမားတွေရဲ့အတန်ကိုဒီနေ့ထိပြည့်စက်နေရတော့မှာပဲကျွန်တော်ရဲ့ဘဝဇလန်းဟာကျင်းဝတ်ကိုဖြည့်ဆည်းမိတဲ့အင်ဂျင်နီယာတယောက်ရဲ့ဝမ်းနည်းဖွယ်ရာ တတိပေးချက်ပဲဖြစ်ပါတော့လေ။ကဲကျွန်တော်ဘဝအကြောင်းအပိုင်းနှစ်ထဲကဘာမှတားစရာများရလိုက်ပါလိမ့်လေ။ဆိုတာကိုကိုမန့်မှရေးပေးခဲ့ပါဦးနော်။အပိုင်းသုံးကိုလည်းစောင့်မျှော်နားဆင်ပေးပါဦး။ကျေးဇူးတင်ပါတယ်။